ကဲမျိုးတို့ကြီးဂီယူဆက်ကြပါအမီအရာကိုရုံးကိုပြောလာလေတိုင်လိုက်ရုံးတိုင်လိုက်ဆိုင်ကလေးအရေးကြနဲ့ထုတ်ထားတာဟာသူဆိုင်ကယ်လုသွားပြီကဲကလေးမလေးမင်းတို့ကငါ့ရဲ့ဖုန်းနဲ့အဆန်အိတ်တွေမပုံနေဘူးချွေနေပါလုံးနဲ့ငါဘာမှမဖြစ်တာလေမင်းတို့ကအသေးတက်ခဲ့အောင်မှငါမသေးဘူး မင်္ဂလာပါခင်ဗျာဒီကနေ့မန္တလေးတိုင်းပတ်သက်ရေးမြို့တယ်ညောင်မေသာကြီးရွာမှာအမျိုးသမီးတူဆိုင်ကလှုပ်ခံရရတယ်ဆိုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ reaction လုပ်ပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုအတူကြည့်လိုက်အောင်ပါဆိုင်ကလှုပ်သွားလူကလည်းလှုပ်သွားတာကိုတော်သေးရပြောရမှာဒီစမ်းရင်သမီးအရာကို ရုံးကိုပြောလာလေတိုင်လိုက်ရုံးတိုင်လိုက်ကဲသူ့မှာအရေးကြောင့်နဲ့ထုတ်ထားတာဆိုင်ကယ်လုသွားပြီကဲကလေးမလေးစကောပြီးနီလေးတဲ့ ုက္ခပဲညအောင်မလဲဘူးအဲတမီးကိုစိတ်မချဘူးအဲအကြောင်းပဲဆိုင်ကရစ်ကြနေဝယ်ထားတာတဲ့စကူပြီးနီလေးစကူပြီးနီလေးအောင်သွားတဲ့အာမောင်းသွားတဲ့အဲ့အဲ့စကောပြီးနဲ့ကောင်ကဟိုကငါမမြင်နိုင်ဘူးကြောက်စလန့်ရှိတယ်ဆိုတော့ညာဦးတမိမညာဦးဒီလန့် မနဲ့လင်းလာနဲ့ဟိုသူများဟာအချောင်းအချောင်းလူဖို့တော့ချောင်းနေတာအော်တော်တော်လေးဒေါသဖြစ်เสียကောင်းတယ်တိလားလူဘာမှဖြစ်တာတော်သေးရဲ့လူလုံးမသွားတာသူတော့ပြက်လက်နှက်ပါတော့တယ်လုံးတော့မှာအဝေးကလွှမ်းနေလိုက်တော့လူတော်လုံးမလောက်တော့ထားပါရဲ့ကောင်လက်နှက်ပါရဲ့တင်းလို့ဟောတွေ့လာတာမြန်သွားလို့တော်သေးတယ် ငါငါ့ကိုတတ်တဲ့ကောင်လူထမင်းဝါစားတာနင်တို့ငါပြင်ကလေးစာချိပြမယ်ချိတော့ဟဲ့မင်းတို့မင်းတို့ငါ့ကိုတတ်လို့ငါမတည်သေးဘူးနော်ငါမတည်သေးဘူးမင်းတို့ကငါ့ရဲ့ဖုန်းနဲ့ပတ်စံအိတ်တွေမကုန်နေဘူးရွှေရည်ကြီးပါလုံးနဲ့ငါဘာမှမဖြစ်တော့ဘူးမင်းတို့ကအသေးတက်ခဲ့အောင်မှမတည်သေးဘူး မင်းတို့ကငါ့ကိုစိတ်ပြင်းတယ်မင်းတို့မင်းတို့ငါ့တက်လို့မသိတော့ငါတော့မဆေးရောငါငါကိုယ်နဲ့ရအောင်ပါပဲစကူရနေတီတော့မမေးမင်းတို့ထင်းဝါစားတာမင်းတို့လည်းပြန်လာတယ်ဒါထုတ်ခံရလို့မဆေးုံရောက်ပါဆိုငလင်ကလှုပ်ရော ဘိုက်ကဒဏ်ရာရင်းနဲ့ထပြေးရလေးလေးကိုမွေးချင်တယ်အင်းမလေးကိုမွေးချင်တယ်ကဲကြားတဲ့တဲ့နေရတော့မကောင်းဗျာကျွန်တော်မျိုးတွေအားလုံးလည်းဂျူးစားကြပါလို့အချံပြုတ်ကျင်ပါတယ်ကလေးလေးကိုလည်းမွေးချင်သူ့လည်းမမလွှတ်ချရတော့ဘူးမမလည်းအဲ့အမရှိပြန်လာမယ်လို့ထင်မရှိဘူးပြန်လာစေချင်လားကိုရင်သူပြန်လာတော့ ဒီပြလာတော့လေကိုရဲ့လက်ကြောမနေမဲ့တဲ့ညီမကမလို့ကျူးဆိုညီမကလည်းပိုပြီးဒုက္ခရောက်မှာပေါ့။အားပဲရှိ။ညီမကညီမရဲ့သားမင်းရောက်မှာလောက်စားတော့မှာလေ။ညီမကမိသားမရှိတော့ဘူးပေါ့။မိသားရဲ့ငွေငယ်တွေကမရှိတော့ဘူး။ဘိတ်ပတ်မှာလေလှုပ်သွားလို့ရ။အဲ့မှာအိမ်အောင်ကြရတယ်ပေါ့။တဲ့မလား။ तू ကမိမရှိရဲဆိုအောင်မပြောဘူး။မပြောပဲညီမနဲ့အိမ်အောင်ကြကြတယ်။ तू မိသားရဲ့လည်းဒီတိပြီးွားမှာအခုလိုတည့်ရမလား။ဝင်6လောက်9လောက်ပြွားမှာတည့်ရမလား။ငါနေ့ကိုတောင်းနေမှာဘူးဆိုပြီးတော့ညီမကရိုးလေးမှာ မဟုတ်သူတို့တငယ်ချင်းမှဆိုပြောပြီးတော့လေးအပ်ထားခဲ့အပ်ထားခဲ့ပြီးညီမညီမချင်းမှအပ်ထားညီမချင်းမှအပ်ထားခဲ့တာအပ်ထားခဲ့ပြီးတော့အဲ့ဒီတငယ်ချင်းတွေပေါ့သူတို့ရွာသားတွေပဲအပ်ထားခဲ့ပြီးတော့သူကြတော့ပြန်မလာဘူးပြန်မလာလို့ညီမဖုန်းဆက်ကြည့်တော့ငါရှိတယ်လားကြာမလို့ဘူးတဲ့ငါမင်းမနဲ့ငါရှိရဲတဲ့ပြန်မလာနေလာရင်ငါရောချီတလန်းတော့ကျူးလို့မရဘူးဆိုတော့ညီမကိုပြောတယ်ပြောပြီးတာဝန်မယူဘူးမယူတော့ညီမပထမတော့ကတော့ပုံရအရင်မမြင်သေးဘူးလေထင်တော့ဆိုပြီးတော့ဘောဆာလောက်ချမယ်ဆိုပြီးကိုယ့်ဘက်ကိုပတ်စံစုမယ်ဆိုပြီးတော့ ်သူများအိမ်မှာခိုင်းတာလိုက်လို့တယ်ကိုကြီးခိုင်းတာလိုက်လို့တဲ့ခါကျတော့အခုလည်းကြားကြတော့ဟိုဆေးလက်တလုံးမှမထိုးအောင်ဒီကိုဝင်ကနေလို့မကောင်းဘူးပေါ့နော်ဆိုတော့ဘယ်နှလားရှိပါ6လောက်ကြောင်းဟာကြီးရေကိုအဲ့လိုဆိုတော့ကိုရဲ့ဒီလိုမကောင်းဘူးဆိုတော့ပြန်ဘေးအိမ်အဲ့ရမားတွေကပြောတယ်နင်းအဲ့ဒါဆိုရင်နဲ့စမ်းကြည့်ပါလားနည်းနည်းလောက်ဆိုတော့လက်တင်နဲ့သွားစမ်းကြည့်ရ6လောက်ကြောင်းဝါပြီဆိုတော့ဒီမှာလည်းဘာလို့လို့လောက်မှမသိဘူးအလုတ်ကလည်းအခုဆိုကိုကြီးကဝိတ်ရှော့ဝိတ်ရှော့ဆိုတာမိုးရွာတော့ရမ်းပါတယ်ပြန်မိမှုတိုင်လည်းကညီမကဒီနေ့စားပြီးနောက်ကစားကြတော့မရှိဘူးကိုကြီးကြာညီကိုမောင်တော့လည်းမရှိဘူး အဲ့ဒါနဲ့တငယ်ချင်းကပြရမလားဒီကူညီပေးမဲ့ကူညီပေးနိုင်မယ်လို့ထင်တယ်ပေါ့နော်ကိုကြီးတယောက်တော့ရှိရငါဆက်ပေးမယ်တည်ရမလားဖုန်းဆက်ပေးမယ်ဆိုပြီးအဲ့ဒါဖုန်းနံပါတ်ပေးလို့ကိုကြီးရောအဲ့ဟိုသူနဲ့ယောက်ျားနဲ့ကသူကရံဖြစ်သွားလားရံလည်းမဖြစ်ဘူးကိုကြီးညီမလေးကိုတောင်းမဲနေခဲ့ပြီတည်ရမလားသူပြန်လာခဲ့မယ်ဆိုပြီးပြောသွားတာပြောသွားပြီးတော့သူပြန်မလာတော့တာ ပြန်မလာတော့သူရတဲ့နေရာသူနေတဲ့နေရာကိုတိပင်မယ်ညီမမှားထားတယ်ဘာမှလဲဆိုညီမကူမမိမမရှိဘဲနဲ့ညီမရှိမမတိဘဲနဲ့ညီမယူမိတယ်လေယူမိတော့သူကအခုမိမရှိရဲသူမိမနဲ့တရားဝင်မပေါ်ရသေးဘူးသူကခလေးရှိရဲသူတို့ကမိသားစုလိုက်သူရညီမလေးကဘယ်သူမှအားကိုးစရာမရှိဘူးအဲ့လိုဆိုတော့သူကဘာမှသွားလုပ်လို့မရဘူးဖြစ်နေအဲ့လိုဖြစ်နေပြီးတော့ဘာကြီးတာတိလား သိတယ်အကိုကြီးသူမိသားစုလည်းသိတယ်အကုန်လုံးညီမကိုယုံသွင်းတာသိရမလားမလည်းပြန်ဆိုရင်ပြန်လာလို့ရတော့မှတပတ်ခါဆိုရင်သိရမလားကားနဲ့လာလို့ရတော့မှလို့ပြောပြီးတော့သိရသူများဖုန်းနဲ့ညီမယူဆက်တာအချိန်ပြည့်ဆက်လို့မရဘူးသူကအလိုသွားတယ်လို့ဆိုတော့အဲ့လိုချိန်ကြရင်ညီမကိုယုံသွင်းတယ်သွင်းပြီးတော့သိရောအခုကြာတော့အဲ့လိုမျိုးပြောတာငါရွာကိုလည်းလာစရာမလိုငါ့ကိုလည်းခမင်းဖြစ်စရာမလိုပတ်သက်စရာလည်းမလိုဖုန်းလည်းခေါ်စရာမလိုဆိုအကုန်လုံးဘလောက်ကိုပြောလိုက်ကြာပြီလားကြာပြီကိုကြီး နှစ်လလောက်ရှိရမယ်ပေါ့နော်။နှစ်လလောက်ရှိရမယ်ပထမတော့ကတော့လာနိုးလာနိုးပေါ့နော်။သူ့ရသားလေးရှိရပြန်လာမှာပဲပေါ့နော်။အချက်ကွဲတော့မခံဘူးဆိုပြီးတော့ခင်တာ။အခုလည်းကြာကြောင်းတနေ့တခြားဒီဘိုက်ကလည်းပူလာတော့သူ့ရသားလေးကိုလည်းမပြောပြလို့မရတော့ဘူး။တော့ကြာကိုမဟုတ်တရုတ်ရှင်းမှာဆိုတော့မာကြီးဒီလိုကြိုးစားချင်ရှိဆိုဟဲ့ငါ့ကိုတငယ်ချင်းလို့ပြောပြီးထားခဲ့ပေါ့နော်။ဆိုပြီးတော့သူတို့ကလည်းပြောတယ်။အခုလည်းသူတို့ကောင်းမှုရောက်ကြည့်လို့လာတယ်ညီမမပတ်စံမရှိဘူး။ပြန်လာသူတို့ကတော့စောင့်မှုလို့ဖြစ်နေတယ်မာကြီးကတော့ရှိတယ်သူတို့မှာဆိုင်ငယ်တို့အဲ့ဒါနဲ့လိုက်ပို့ပြီးရမနာကကိုကြီးကိုအဲ့ဒါလာတွေ့လာတွေ့တယ် မရှိဘူးကိုဝင်က6လရှိပြီဆိုတော့ဒီကိုဝင်ကိုစပြီးယူတဲ့အဒီဆေးတွေပါတွေထိုးတာတို့အတ်တာတို့ပထမတော့ဆေးထိုးတာလည်းမရှိဘူးအတ်တာလည်းမရှိသေးဘူးညီမလေးပြင်မယ်အဲ့လိုအတ်တဲ့အချိန်ကြီးရှိကိုလည်းမရောက်သေးဘူးငါတက်နဲ့ပြက်တဲ့နဲ့သူနားမမြင်ပြီးပြင်မယ်အလုတ်ဘာမှမမရရမလုတ်လဲညီမလေးပြင်မလားရတဲ့ပတ်စံနဲ့ညီမလေးပါညီမလေးတူတူနေပြီးတယ်ဘာမှမဖြစ်ဘူးအဲ့ဒီပတ်လဲဆိုပြီးတော့ပြင်မယ်အခုကလုံးလုံးကိုတောင်းဝဲမရှိနိုင်တော့ပါဘူးဆိုပြီးတော့ပြင်မယ်ပြောပြီးတော့အုံလုံးကိုဘလော့ပလိုက်တယ်ပြင်မယ်ဘလူးကမှလည်းဆက်သွယ်မလုပ်တော့ဘူး အဲ့မှာသူ့ရွာသားတွေကိုလည်းဆက်သွယ်မလုပ်တော့ဘူး။သွားပြီးအိမ်မော်တက်ပြောတဲ့လူဆိုရင်လည်းသူကမတိကြောင်ဆောင်နေတဲ့တမိသားစုတော့ညီမနဲ့မပတ်သက်ဘူးတဲ့ပုံစံမျိုးနေကြတယ်။အဲ့လိုမျိုးညီမနဲ့ပတ်သက်ဘူးတော့မသိရဘူး။ကိုကြတော့ဗားရဲခက်ခဲဖြစ်နေ။အာခက်ခဲဖြစ်လဲဆိုကိုကြီးပြပြမယ်ဆိုဒီကိုကြီးရဲ့လာလဲရင်လာညီမမှာအခုလောလောဆယ်စေကန်းပြကြလည်းမရှိဘူး။ပြင်းလား။စေကန်းပြကြမရှိဘူး။အဲ့ကလေးလေးကညီလိုမကောင်းတော့ဘူးထဲထဲမှာဘယ်လိုဖြစ်လို့လဲမသိဘူးပြင်းမလား။အိုတိုအောင်အောင်နေဖြစ်နေ။ ပြည်တယ်ဆိုတော့အခါကျတော့အများကြီးခိုင်းတာဆိုတော့မျိုးစုံတော့လောက်ကတာပေါ့နော်အဲ့ဒါတခုရစီအခုသူတို့ကလာရင်လာတော့တိတ်မခိုင်းယူနေတူပါတယ်ဒီနေ့လူကိုရှော့ခိုင်းတာလို့ခိုင်းတာလို့လုပ်အဲ့ဒါကြောင့်မလို့ဟိုစာအုပ်နေရအစာကိုရဒီနေ့နေစားပြီးမနေ့ကစားကြမရှိဘူးကိုနာကလူတွေကြောက်လဲအကုန်လုံးကတည်ရမယ်သူကလည်းသူဒုက္ခရောက်တဲ့လူတွေကြီးပဲဆိုတော့အဲ့ဒါကိုကြီးကိုပြောပြပြီးတော့လင်းရောင်တစ်ခုပဲဆူပြီးတော့ပြင်မယ်အကိုကြီးကိုလာပြီးတော့ပြောတာပါอืมအခုတော့သူများလိုက်ဖို့ပြီးလို့ညီမဒီလိုရောက်လာတက်တက်ဆိုရင်ညီမလာစရာတကယ်ကိုမရှိဘူး အဲ့ဒါကိုကြီးကိုမေးပြီးတော့တည်ရမလားကိုကြီးကနေမှာနေလဲဆိုတော့မေးပြီးတော့ညီမလာခဲ့ဟုတ်ဖြစ်ချင်တာဆိုလို့ရှိရင်ဘာဖြစ်ချင်လဲနန်းနိုင်ပြောရင်ဒီရွေးကြီးရောက်မှဒီကလေးလေးကိုမွေးချင်တယ်ကိုကြီးကတည်မလားကလေးကိုမွေးချင်တယ်ကလေးလေးကိုလည်းမွေးချင်သူ့လည်းမမလုချရတော့ဘူးဘာမှအဲ့ရမရှိပြန်လာမယ်လို့ထင်မရှိဘူးပြန်လာစေချင်လားကိုကြီးသူပြန်လာတော့ ဒီလာတော့လည်းကိုရလက်ကြောမနေမဲ့တည်းညီမမလို့ကျူးဆိုညီမလည်းပိုပြီးဒုက္ခရောက်မှာပေါ့ဒါပဲရှိတယ်ညီမကညီမရဲ့သားမင်းရောက်မှာလောက်စားတော့မှာလေခင်မျိုးရောညီမချင်မျိုးမရှိဘူးကိုငငယ်တော့ဟိုအပြိုးကြီးတောက်ကမူစားတာအပြိုးကြီးရဲဆုံးသွားပြီကိုဟိုသူကလည်းပြန်လာတော့မှအချိန်မရှိတော့မရှိဘူးကိုသူမိမနဲ့ညီမနဲ့ ဝိမနဲ့သူနဲ့တော့ညီမလေကိုယ်အောင်လှုပ်တယ်ဆိုပြီးတော့လာလာပြောနေသေးတယ်အဲ့ဒါကြောင့်ညီမသူတို့လည်းမပတ်သက်ဘူးဟိုလိုရတာဆိုရင်ဗာပြင်လိုရတာဆိုခုလို့ဆက်ညီမစားဘူးလည်းမရှိဘူးကိုကြီးတကယ်မှသွားစားဘူးလည်းမရှိဘူးနေရတော့ကတလားမှာ၃တော့ပဲပြရတယ်အခန်းထဲမှာအမကြီးပြောင်းနေနေရအခုကအဆောင်မှုလည်းပါတယ်အမကြီးပြောင်းနေနေရအဲ့ဒါနေရ ပြီးတော့ဒီကလေးမွေးဖို့ပေါ့ကိုရဲ့ဒီကလေးမွေးပွားရင်ကိုကကိုကြည့်ချက်လှစားမှာပေါ့ဒိဋ္ဌာရောဒိဋ္ဌာအကိုကြီးလိုင်းသားဒီရိုးလေးလေးမြေစုလေးလောက်ကိုကြီးမြေစုလေးလောက်ဟုတ်ကဲ့အဆောင်လားအဆောင်ကိုကြီးအဆောင်နဲ့ပါအဆောင်နာမည်မရှိဘူးနဲ့တူတယ်သူကရောက်တာလဲနှစ်လလောက်ရှိသေးတယ်ဆိုတော့ဒါပေမဲ့အပြိုကြီးဆောင်လို့ပြောတယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်လည်းဟိုတုံးလို့ဆွဲလို့ရအောင်လှူပေးလိုက်အောင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ရောက်ဒါကိုတူတူမထထခံရလှူတာလား။ကျွန်တော်လည်းဒီဟာလေးနဲ့ ဟိုအိမ်လာစာပေးရမယ်ဆိုလဲပေးထားလိုက်3000ဆိုတော့နော်ဟုတ်ကဲ့ပြီးရင်ဟိုလောတဲ့စားရမယ်တောင်းမယ်ဟုတ်နော်ဘာသာရှိတာဒီစားမှာပေါ့နော် မွေးဖို့ဖွားဖို့အတွက်ကြာလို့ရှိလို့ရှိရင်အဲဒီကြားတဲ့လှူတဲ့တန်းတဲ့လူရှိရင်လဲအကိုရတာပေါ့လေလူတဲ့တန်းတဲ့လူမရှိဘူးဆိုရင်မွေးကန်ဒီဖွားကန်ဒီကြာရင်ဟို6လဆိုတော့8လ9လဆိုတော့3လလောက်တော့လိုမယ်နော်အဲ့ကြာလို့ရှိရင်ကျွန်တော်တစ်ခေါက်ပြောဟုတ်နော်ဟုတ်ကဲ့อืมဒါအခုလူပေးတဲ့လူရှင်ရောဗာပြောချင်းဒီလိုမျိုးလိုက်တင်ပါတယ်လူများတဲ့လူမျိုးများစီလေ ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့လှိုင်သာယာမြို့နယ်ရိုးလေးကျေးရွာမြစ်စုလေးလံပေါ့နော်မြစ်စုလေးလံအပြိုကြီးအဆောင်ကသူ့ရဲ့အမျိုးသားကအဲသူ့ကိုကိုဝင်လေးလားလောက်မှထားခဲ့တာပေါ့ဒါဆိုကိုဝင်လေးလားလောက်မှထားခဲ့ပြီးတော့ဟိုပြန်မလာတော့တာပေါ့နော်ပြန်ဟိုသူ့မပေါင်းတော့လို့ပြောတာပေါ့အဲအဲ့တော့အခုကိုဝင်ကြီးနဲ့သွေးမျိုးမရှိဘဲနဲ့ဒုက္ခရောက်နေတာအဲ့ဒါလေးကိုကျွန်တော်တို့ဒီအလူရှင်တွေလူရဲ့အလူမျိုးလေးလူပေးရဖြစ်ပါတယ်အလူရှင်တွေကိုကျေးဇူးတင်ပါတယ်ကျေးဇူးပါ ကျေးဇူးတင်ပါတယ်အဆင်ပြေပါစေနော်နောက်ထပ်အလူငွေရရင်လည်းကျွန်တော်တူပေးအောင်မယ်ဟုတ်ကဲ့ပါကျေးဇူးပါကျေးဇူးပါလေးဆိုင်ပါဟုတ်ကဲ့ပါတရင်နဲ့ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှာတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နဲ့ထားနေပါတယ်ဒီ video နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်မှုစကြက်လေးတွေကိုလည်း all comment မှာရေးပေးသွားခဲ့ပါအောင်ခင်ဗျာ